မာရာတိုနာဘာလက်ပတ်နာရီနှလုံးကိုတပြိုင်တည်းဝတ်ခဲ့ရတဲ့နောက်ွယ်ကအကြောင်းရင်းလက်ပတ်နာရီနှလုံးတပြိုင်တည်းပတ်တဲ့သူကနာမည်ကြီးဘောလုံးသမားမာရာတိုနာပါမာရာတိုနာဆိုတာကကမ္ဘာဘောလုံးလောကရဲ့တခေတ်တခါမှာတော့မသိသူမရှိတဲ့ကန်တော်ဝင်ကစားသမားတူပါမာရာတိုနာဟာစပိန်ကလပ်ဘာစီလိုနာနဲ့အီတလီကလပ်နာပိုလီအသင်းတို့မှာကစားခဲ့ပူပါတယ်နာပိုလီအသင်းကတော့မာရာဒိုနာကစားခဲ့တဲ့ကလပ်အသင်းတွေထဲမှာအအောင်မြင်ဆုံးအသင်းဖြစ်ခဲ့ပြီးအခုချိန်ထိတိုင်အောင်နာပိုလီအသင်းခြေတီးအားနေပယ်မျိုးမှာမာရာဒိုနာကိုကန်တော်ဝင်သူရဲကောင်းတစ်ဖွဲ့ဂုဏ်ပြုမှုတွေရှိနေသေးပါ။ မာရာဒိုနာကစားတာကိုမြင်တွေ့ခဲ့ရတဲ့တကြီးဝါကြီးဘောလုံးပရိသတ်တွေရဲ့အဆိုအရမာရာဒိုနာဟာမြန်တဲ့တန်ပါတယ်ဘောလုံးလင်ခေါင်နိုင်မှုစွမ်းရည်ကောင်းတယ်ဘောလုံးကိုထိသိမ်းမှုစွမ်းရည်ပြေးဝတယ်လို့ဆိုကြပါတယ်ဒီလိုမျိုးဘောလုံးရည်သီရိပြေးဆုံးတဲ့အာဂျင်တီးနားကံတော်ဝင်ဘောလုံးသမားကြီးမာရာဒိုနာဟာကောင်းတဲ့တင်းတစ်ခုရဲနေတဲ့ဘောလုံးလောကမှာထင်ရှားကျော်ကြားခဲ့တာမဟုတ်ပါဘူးမကောင်းတဲ့တွေနဲ့ပါထင်ရှားကျော်ကြားခဲ့ပါတယ်ကမ္ဘာဖလားမှာအင်္ဂလန်အသင်းကိုညစ်ပတ်စွာလက်နဲ့ကိုသွင်းခဲ့တဲ့မာရာဒိုနာဟာဟန်အော့ဂေါ့အဖြစ်ထင်ရှားခဲ့သလို ကိုကင်းဘိန်ဖြူမွေးရည်စေဝါသုံးဆွဲမှုတွေနဲ့ထောင်ချပူပါရယ်မာရာဒိုနာနဲ့ပတ်သက်တဲ့ထူးခြားတဲ့အချင်းစရိုက်တွေပြောစရာတွေကတကယ်ကိုအများကြီးပါမာရာဒိုနာနဲ့ပတ်သက်လို့ထူးခြားတဲ့အချက်တစ်ချက်ကတော့သူ့ရဲ့လက်နှစ်ဖက်စလုံးမှာလက်ပတ်နာရီနှလုံးကိုတပြိုင်တည်းဝတ်တဲ့အချက်ပါပဲလက်ပတ်နာရီဆိုတာကတစ်လုံးနဲ့လက်မှာဝတ်ဆင်ကြပါပဲမာရာဒိုနာကဘာကြောင့်နှလုံးပြိုင်ဝတ်ခဲ့ရတယ်လဲဆိုတဲ့အကြောင်းရင်းကိုအစောပိုင်းမှာဘယ်သူမှမသိခဲ့ကြပါဘူး တချို့မီဒီယာတွေကတော့လက်ပတ်နာရီတလုံးဟာအာဂျင်တီးနားစံတော်ချိန်ဖြစ်ပြီးနောက်တစ်လုံးကတော့မာရာဒိုနာလက်ရှိရောက်နေတဲ့စံတော်ချိန်ကိုတိုင်းတာထားတာလို့ခန့်မှန်းပြောဆိုမှုတွေရှိခဲ့ပါတယ်။ဒါ့အပြင်မာရာဒိုနာနဲ့တော်တော်ရင်နေတဲ့ဘရာဇီးကနေဝင်တိုက်စစ်မှုရိုနယ်ဒိုနာဇာရီယိုဖွင့်ပြောမှာဒါပရိသတ်တွေကမာရာဒိုနာလက်ပတ်နာရီတလုံးတပြိုင်တည်းပါကြောက်ဝတ်တယ်အဖြစ်ပေါ်ခဲ့တာပါ။ရိုနယ်ဒိုပြောတာကကျွန်တော်မက်ထရစ်မြို့မှာရှိနေတုန်းကပေါ့မာရာဒိုနာကကျွန်တော်စီလာလေတယ်ဗျာအဲဒီမှာကျွန်တော်တို့ညစာအတူတူစားခဲ့ကြတယ်လေသူကတော့ထုံးစံတိုင်းလက်ပတ်နိုင်နှလုံးကိုဘယ်တလုံးညတလုံးပတ်လို့ပေါ့ သူဘဲကိုတော်တော်လက်ပတ်နိုင်နှလုံးကအမြဲပတ်ထားတာပါပဲအဲ့ဒါနဲ့ကျွန်တော်လေးသိကျင်လာတာနဲ့ဘာကြောင့်နိုင်နှလုံးပတ်ထားတာလဲနိုင်ဆိုတာတလုံးနဲ့ဆိုရပြီလေလို့မေးကြည့်တော့သူကနိုင်တလုံးကရမ်းချီရတဲ့သမီးလေးလက်ဆောင်ပေးထားတာတဲ့ဒါကြောင့်သူသမီးရဲ့အမှတ်တရလေးကိုမချွတ်ပဲအမြဲဝတ်ထားတာလို့ပြောပါတယ်ဒါပေမဲ့သူကအဲ့ဒီနိုင်လေးကိုကျွန်တော်ကိုချွတ်ပေးခဲ့တယ်ဗျာကျွန်တော်တင်ညင်ပေမဲ့သူကမယူရင်အရန်ဆိတ်ဆိုးမယ်ဆိုလို့ကျွန်တော်မှအာနာနာနဲ့ယူခဲ့ရပါတယ်မာရာဒိုနာရမ်းမြန်လို့တဲ့သူသမီးလေးပေးတဲ့နိုင်ရာအခုကျွန်တော်စီမှာရှိပါတယ် ဒီနာရီလေးကိုမာရာဒိုနာပေးခဲ့တဲ့အမှတ်တရလက်ဆောင်အဖြစ်အမေရိကန်အမှတ်တရသိမ်းထားမှာပါလို့ဘရာဇီးရိုနယ်ဒိုကဆိုပါတယ်။အခုတော့ကန်နဝင်းကစားသမားကြီးမာရာဒိုနာတယောက်နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တာနှစ်တွေများစွာကြောသွားပြီဖြစ်ပါတယ်။မက်ဆီဦးဆောင်တဲ့အာဂျင်တီးနာအသင်းဖလားရတာအယမ်းမြင့်တွေ့ခြင်းခဲ့တဲ့မာရာဒိုနာဟာမက်ဆီနဲ့အာဂျင်တီးနာအသင်းကိုကိုပါအမေရိကဖလားနဲ့ကမ္ဘာဖလားဆိုကူတာကိုမမြင်တွေ့ခဲ့ရချာပါဘူး။မာရာဒိုနာကောင်းကင်ဘုံဘော်ကကြည်ပြီးဝမ်းသာနေမှာပါ။ကမ္ဘာဖလားနဲ့ဘလွန်တီယောစုကသူ့အတွက်ရည်စူးပါတယ်လို့မက်ဆီကဝမ်းနေစွာပြောခဲ့ပါတယ်။ မာရာဒိုနာနဲ့အရန်ခင်မင်ရင်းနေတယ်ဆက်ဆံရေးရှိတဲ့ဘရာဇီးရိုနယ်ဒိုကလည်းမာရာဒိုနာကွယ်လွန်ခဲ့ခြင်းအပေါ်သူဆုံးသွားတဲ့တဲ့ရင်ကကျွန်တော်ကိုအာအသင်ဝမ်းနေစေခဲ့ပါတယ်။သူကလူပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲနိုင်ခဲ့တဲ့ဘောလုံးတရေကောင်းကြီးပါ။ကျွန်တော်ဘဝကိုပြောင်းလဲပေးခဲ့တဲ့မာရာဒိုနာကိုအမဲမတရားကျေးဇူးတင်နေပါပါလို့ရိုနယ်ဒိုကပြောခဲ့ပါတယ်။